1389ခုနှစ်ညယုံလာပြေကျော်ရှိရနေမန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်ညောင်ကုန်းကျေးရွာဇေယဘူမိចောင်းတိုက်အတွင်ဥပုပ်တိလဆောက်တည်ကြကုန်သောဥပုပ်တိအပေါင်းတို့အားတရားဖြင့်ကျေးဇူးပြုပေးပါမယ်။ဟုတ်ပြီ။ပြီးခဲ့တဲ့ဥပုပ်တွေပြီးခဲ့တဲ့ဥပုပ်တွေက ြောလာတာဟာယုံ nant တိဖို့အရှိကံအနေအဖြင့်ညာတပရိညာတိတဲ့တိတိုက်တာကို အရင်တိဖို့ရပြောခဲ့တယ်ညာတပရိညာပြီးမှတိရဏပရိညာကိုတဲ့ထိုတင်ယူမှတ်သားထားသည့်အတိုင်းမိမိရဲ့ခန္ဓာပေါ်မှာ ဖြစ်ပေါ်လာတဲ့သဘောတွေကိုရှုမှတ်တာကို တိရဏပရိညာအဲ့ဒီတိရဏပရိညာအာကောင်းတာနဲ့တပြိုင်နက်တည်းဟိုဘက်ကပဟာနပရိညာကဓမ္မကဆောင်းသွားမှာကိုကလုံးเสียမလို့ကိုကလုံးရမှာကညာတပရိညာတည်တင့်တည်တိုက်တာကို ကောင်းကောင်းသိအောင်ကြိုးစားအားထုတ်ရမယ်သူသိထားတာကိုကြိုးစားအားထုတ်တဲ့အနေအားဖြင့်ခန္ဓာကိုယ်မှာ ပေါ်လာတဲ့အတိုင်းလိုက်ပြီးတော့ရှုမှတ်တာကိုကြတော့ တိရဏပရိညာဟုတ်ပြီအဲ့တော့ပရမတ္ထတရားအနေအချင်းပြောလာတယ်ဘယ်နှပါတယ်လဲဒီပါပါတယ်လဲစေစေတသိယောနိဗ္ဗာန်စေအာယုံကိုတိတတ်တဲ့သဘောလေးထပ်ခါထပ်ခါပြောနေတော့မှန်ပါပါစေတသိဆိုတာကထိုစိတ်ကိုမှီပြီးတော့ဖြစ်တာစေတသိပေါင်း52ပါး အဲ့ဒီစေတသိက်တွေကိုအမိပြုပြီးတော့မှရှိရစိတ်ကနေပြီးတော့လောဘနဲ့တွဲတော့လောဘစိတ်ဒေါသနဲ့တွဲတော့ဒေါသစိတ်မောဟနဲ့တွဲတော့မောဟစိတ်ဆိုပြီးတော့အဲ့ဒီလောဘဒေါသ၃ပါးတဲ့နေ့တင်ကိုအကုသိုလ်စိတ်၁၂ပါးဖြစ်သွားတာဟုတ်ပြီယော အလွယ်အပြည့်ပြောရင်ဘာလို့ယုတ်လို့ခေါ်တယ်လဲပေါက်ပြန်တတ်လို့ပြောင်းလဲတတ်လို့ယုတ်ပြောကြည့်သားမဟုတ်ပြန်ပေါက်ပြန်တတ်လို့ပြောင်းလဲတတ်လို့ယုတ်နိဗ္ဗာန်ဘာလို့နိဗ္ဗာန်ဘာဟုတ်နိဗ္ဗာန်လို့ခေါ်တာလဲဆိုတော့ငိမ့်နဲ့အငိမ့်တတ်ကလေးဘာငိမ့်သွားတာလဲအကုသိုလ်စေတသိက်14ပါးထဲမှာပါတဲ့ကိလေသာ7ပါးငိမ့်သွားတာတဏှိတန်ရောစဉ်တွေကို ပယ်ဖြတ်သွားတာကိုနိဗ္ဗာန်အငိမ့်တက်ကလေးနော်အဲ့ဒီအငိမ့်တက်ကလေးကယုံဉာဏ်ကိုပိုင်းခြားသိပြီဆိုရင်ကိုပဲထိုအငိမ့်တက်လေးကခင်ဗျားတို့ကျတရဲ့ခန္ဓာထဲမှာအလိုက်ထိုက်ပေါ်လာလိမ့်မယ်ဆက်လက်調査အားထုတ်လို့ဆရာတော်ကြီးကျေးဇူးတော်ရှင်မဟုတ်ကြတော့ဘူးဘုရားကြီးပြောတဲ့လိုဆိုရင်ပြပြမြင်ပြပြမုံပြပြဆုံးဒါဆရာတော်ကြီးရဲ့အဆုံးမှာ ဟုတ်ပြီခင်ဗျားတို့ကျွန်တော်ကယုံနာကိုယုံနာမှန်သိအောင်ကြိုးစားအားထုတ်ဖို့လိုတယ်။ gain ဟုတ်ပြီပြန်မေးမယ်ယုတ်ဘာလို့ယုတ်လို့ခေါ်တယ်လဲ။ဟုတ်ပြန်ပြန်ကြားလို့ရောင်းလဲတန်းလို့ယုတ်စိတ်အာယုံကိုတိတတ်လို့စိတ်နန်းထိုအာယုံညွတ်တဲ့အတိုင်းလိုက်ပြီးတော့တိပေးလို့စေတသိက်ပေါင်းလိုက်တဲ့အခါကျတော့စိတ်နဲ့စေတသိက်ကိုပေါင်းလို့ရှိရင်နန္တရား ဘာတယ်လဲနန္ဒရာဟုတ်ပြီဒီနေ့ပါဠိပြောခြင်းတယ်လဲဆိုရင်အဂုတ္တစေတသိက်14ပါအရင်ခံပြီးတော့ခမည်းတော်ကျွတ်ရဲ့တန်တန်မှာမီးတွေမီးတွေလောင်းနေတယ်ဘာတယ်လဲမီးလောင်းနေတယ်ဒါကြောင့်ဒီနေ့တရားကောင်းစဉ်လေးကိုမီး17ပါတတိထားဘာတယ်လဲမီး17ပါတတိထားတော့မီး17ပါ ဥစဉ်တော့တန်ယုတ်မှာကြတော့အက္ခိတုတ်တံဆိုပြီးတော့ဟောတယ်အဲ့ဒီအက္ခိတုတ်တံမှာကြတော့မိ၃ပါးပဲဟောတယ်လောဘမိဒေါသမိမောဟမိပြောကြည့်လောဘမိဒေါသမိမောဟမိအရာကတန်ယုတ်မှာဟောတာဆရာဘာကဘယ်မှာလဲဆိုရင်တာရဋ္ဌဒီပဏိတိကာ အဲ့ဒီခါကျမှမိဆက်တစ်ပါးကိုအကျယ်ဖွင့်ပြတယ်။ဟုတ်ပြီ။လောဘမိဒေါသမိမောဟမိအဲ့တော့လောဘဒေါသမောဟဆိုတာကုသိုလ်စိတ်တသိက်တွေလားအကုသိုလ်စိတ်တသိက်တွေလားအကုသိုလ်စိတ်တသိက်အကုသိုလ်စိတ်တသိက်တွေအကုသိုလ်စိတ်တသိက်တွေအတူတူငါငါတတ္တဝါတို့ရဲ့တဏ္ဍာမှာလောဘဆိုတဲ့သဘောလေးဖြစ်လာတာ ਨੇ တပြိုင်တည်း ကုတောလားအကုတောလားဟုတ်ပါဘူးဗျာအော်သူတော်ဘာတတ်တာကဒူးစရိုက်တော့မှန်ပါသူတော်ဘာဥစ္စာခိုးတာကဒူးစရိုက်ဟုတ်ပြီလားသူများသားများပြင်မာတာကဒူးစရိုက်အခုလောဘဆိုတဲ့သဘောလေးကလိုချင်မှုတတ်တက်ကလေးမကျူးလွန်သေးဘူးဘာလေးတော့ဖြစ်နေပြီလိုချင်တဲ့သဘောလေးဟုတ်ပြီနော်အဲ့ဒါကိုမိအနေနဲ့ပြောတော့လောဘမိနောက်တစ်ခါဒေါသဒေါသမိ ဘာလို့ဒေါသဖြစ်တာလဲအဲ့ဒီလောဘအရင်ခံပြီးတော့ကိုလိုချင်ရမရလို့ကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်လို့စိတ်ဆိုးတာဖောက်ပြန်တာစိတ်ဖောက်ပြန်တာပင်ကိုစိတ်ကလေးဖောက်ပြန်သွားတာကိုပဲဘာလို့ခေါ်လိုက်တာဒေါသဒုတတိတိဒေါသဒုတတိပြမတာဤဖောက်ပြန်တာဤအဲ့ဒီစိတ်ဖောက်ပြန်လာပြီဆိုရင်ကို ကိုတယောက်ထဲသာလဲစိတ်ဖောက်ပြန်တာမဟုတ်တော့မနဲ့ဘေးပတ်ဝန်းကျင်ကိုလည်းမလုပ်တတ်ထိခိုက်လာထိခိုက်လာတတ်တယ်။ငါဒါကြိုက်တာနင်ကဒါလေးတော့မလုပ်တတ်ဘူးလား။သတိအသတိအားဖြင့်လင်မယားချင်းညီကောင်မောင်နှမချင်းသားအမိချင်းနော်။သတ္တာအမိချင်းဆိုရင်သမီးကကျန်ငါးတိကြိုက်တယ်။ယောက်ကကျန်ငါးတိမကြိုက်ဘူး။ဟုတ်ပြီလား။အမေကကျန်ငါးတိချင်းဟင်းချက်ထားတယ်။အမေခမရဟင်းကဒီတစ်မျိုးတည်းလားဗျ။ဟေ့ လင်စားကျင်စားမစားကျင်ဟမစီနဲ့စားနဲ့ရှိတယ်စီစမ်းစားအဲ့ဒီလိုစားခဲ့ရတာကျန်ငါးသီးကမကြိုက်တော့ဒီကျန်ငါးသီးရင်ချက်တဲ့နေ့ဆိုရင်စိတ်ကဘာဖြစ်လာလဲစိတ်ဆိုးတာအဲ့ဒါအမြဲထွက်တာကိုဘာလို့ခေါ်တာလဲဒေါသဟုတ်ပြီနော်မောဟပါလဲဆိုတော့အမှန်တရားကို မသိတာပါတယ်လေအမှန်တရားကိုမသိတာအခုနကအမေနဲ့ဖြစ်တဲ့ကိစ္စလေးဆိုကြပါစို့အိမ်မှာပြည့်စုံတာမပြည့်စုံတာတတိမထားမိဘူး ဟုတ်ပြီလားမောဟအစ်စ်တော့မဟုတ်ဘူးเนาะဟုတ်ပြီလားကိုယ်အိမ်ရဲ့အရှင်တွေကိုမသိတာပေါ့ကိုစားကျင်တာပဲသိတာထားလိုက်တော့အဲ့ဒါဘာရဲ့တတ္တိလေးလဲဆိုရင်မောဟအမှန်တရားကိုမသိတဲ့သဘောလေးတကယ်မောဟအစ်စ်ကတော့သစ္စာလေးပါမသိတာမောဟအတိတ်ကဘာတွေဖြစ်ခဲ့သလဲမသိတာမောဟနောက်အနာကဘာဖြစ်မှလဲမသိတာမောဟအတိတ်အနာကဘာတွေဖြစ်နေမှလဲ သိတာမောဟဟုတ်ပြီလားပဋိစ္စသမုပ္ပါမသိတာလဲမောဟအဲ့ဒါပဋိစ္စသမုပ္ပါနဲ့ကြားတဲ့အခါကျတော့အဝိဇ္ဇာရဲ့မသိမှုတဏိမောဟရဲ့မသိမှုရှင်မျိုးဟုတ်ပြီနော်အဲ့တော့ခင်ဗျားတို့ကျွန်တို့ရဲ့တဏ္ဍာမှာလူချင်းတဲ့လောဘစိတ်ကရော့ပြီလားမရော့သေးဘူးမရော့သေးဘူးတတိထား နော်အသက်60ကျော်လို့ပင်စင်ပေးလိုက်တဲ့အင်းငါခန္ဓာကိုယ်ကျမ်းမာသေးတာပဲဒီလုံလေးတော့လုံနိုင်သေးတယ်ဆိုပြီးတော့ဟိုအလုံလေးဝင်လို့ဒီလုံလေးဝင်လို့တာဘသူရဲ့တတ္တိတော့လောဘရဲ့တတ္တိအဲ့တော့60ကျော်ပြီဆိုရင်ခန္ဓာကိုယ်အလုံကိုအနာပေးပြီးတော့ဘဝတန်တရာအတွက်ရှားမိတဲ့နဲ့ဒါနသီလဘာဝနာဟုတ်ပြီလားဒါနဆိုတာကတစ်ခါလိုက်ပါတော့ဗျာပတ်စံရှိမှပြုလို့ရတာသီလနဲ့ဘာဝနာကပတ်စံမရှိလဲ လုံးမယ်ဆိုရင်လုံးလို့ရတယ်နော်ဟုတ်ပြီလားအဲ့တော့လိုချင်မှုတတ္တိလောဘမီလောင်နေတယ်ဒေါသအမျက်ထွက်တယ်ဒေါသထွက်တယ်ဘာမီလဲဒေါသမီအမှန်တရားကိုမသိသေးတာကဘောဟမီအေးအဲ့ဒီအမှန်တရားမသိသေးတဲ့ရွေးဟိုကရှိရလောဘနဲ့ဒေါသကလောင်ကောင်းလုံးပဲဟုတ်ပြီနော်အမှန်ကိုအမှန်တိုင်းသိသွားပြီဆိုတဲ့ခါကျတော့လောဘလည်းနည်းသွားတယ်ဒေါသလည်းနည်းသွားတယ် ်မိသုံးမိအဲ့ဒီမိသုံးမိဟာဟိုးဘဝတန်တရာအဆက်ဆက်တွေကပါလာတာမို့လို့အဲ့ဒါကိုနဂိုမိတဲ့။ပါမိတယ်လေနဂိုမိနောက်တစ်ခါသာရတ္တဒီပဏီမှာပြတဲ့ခါကျတော့ဇာတိမိဇရာမိမရဏမိယောကြည်သားမဇာတိမိဇရာမိမရဏမိယောကြည်ဇာတိမိမရဏမိမရဏမိ ဓာတိဆိုတာဖြစ်တာဖြစ်တာဖြစ်တာတော့အလွယ်ပြောတဲ့အခါကျတော့ပဋိသန္ဓေနေရာကိုပဲဇာတိလို့ပြောလိုက်တယ်เนาะနောက်တာနောက်တာနောက်တာဟိုဟာလိုချင်တရားလိုချင်ဖြစ်အောင်လုပ်ကြတာလေဇာတိတွေပဲเนาะဖြစ်အောင်လုပ်ပေးမယ်လို့အဲ့ဒီဖြစ်အောင်လုပ်တဲ့အရာဝတ္ထုတိုင်းကမြဲသလားဆိုတော့မမြဲတာကဇရာရဲ့သဘောဟုတ်ပြီကဲထားလိုက်တော့ခန္ဓာကိုယ်အနေနဲ့ပြောတဲ့အခါကျတော့အမိဝါနဲ့မှပဋိသန္ဓေနေခဲ့ရတာဒီ ဗာမီလောင်ခဲ့တာဒါတီမီလောင်ခဲ့တာအဲ့တော့အမိဝမ်းထဲမှာနေတဲ့အချိန်တော့မတိဘူးပေါ့ဗျာအဲ့ဒီဇာတိကြောင့်ခင်ဗျားတို့ကျွန်တော်တို့တွေနောက်ထပ်နောက်ထပ်နောက်ထပ်အပူတွေအပူတွေရောက်လာကြတာဘာကြောင့်ဇာတိကြောင့်ဟုတ်ပြီဇာတိရှိတဲ့အခါကျတော့ခန္ဓာကိုယ်ကစိရတ္တိဇရာဟုတ်ပြီလားအားလည်းဇရာမီအားလည်းဇရာမီ ဇရာဆိုတာအိုရာအပြီးတော့ဇာတိမီဇရာမီနောက်ဆုံးကမရဏမီအာမီတယ်လေမရဏမီအဲ့တော့မရဏဆိုတာသေးတာဟုတ်ပြီဂျားထဲမှာဗျာတိဆိုတာလေကျန်းနေခဲ့တယ်ဒါပေမဲ့ဗျာတိကိုမီးလို့မဟောဘူးဗျာတိဆိုတာဘာလို့နာနာတာနာတာအခုဘုန်းကြီးဂျမ်းမကြီးမကောင်းလို့ခြေုံတင်ထားတယ်ဘာနှိမ့်ဆက်ထား ပြာတိအော်ပြီလားပြာတိရောက်အောင်ဘသူကတွန်းပုတ်နေရလဲစရာကတွန်းပုတ်နေတာပါကတွန်းပုတ်နေတာလဲစရာကတွန်းပုတ်နေတာဘုန်းကြီးနဲ့ရောက်တယ်ဘုန်းကြီးကျွန်တော်တင်နေနဲ့ကြွနေတယ်နေလို့ကောင်းရဲ့လားအေးกว่าဘယ်လိုတော့ဖြစ်တယ်အခုရက်ပိုင်ဖြစ်လိုက်တော့ကျုံလည်းနေမကောင်းဘူး အဲ့ဒါနဲ့တခိုင်းဘုန်းကြီးကြောင်းလမ်းကြီးတော့တခိုင်းပိတ်တာအဲစွန်းသားလာရင်လည်းဘုန်းကြီးနေမကောင်းထင်တယ်သဟုတ်တယ်ဗျာတဲ့အေးတတိထားကြဘုန်းကြီးရဲ့ခန္ဓာကိုယ်ကသွေးတို့လည်းရှိတယ်စီဂျိုလည်းရှိတယ်နောက်ခေါက်လည်းရှိတယ်ဘိုက်ထဲမှာဘိုက်ထဲကအတွင်းကလေးစားတွေကလည်းပုံမှန်အတိုင်းမချိနိုင်တော့ဘူးလို့ဖြစ်လိုက်ပြီဆိုရင်တော့မင်းတို့တော်တော်ကူရလိမ့်မယ်နော်လို့တတိထားပေးပါလို့အဲ့လောက်ပဲဦးဇင်းကတတိပေးတာအဲ့တော့ ဘာဝင်လာတာလဲဗျာတိပါတယ်လေဗျာတိအဲ့တော့အဲ့ဒီဗျာတိကလူတိုင်းလောင်သလားလူတိုင်းဖြစ်သလားဆိုတော့တချို့ကြတော့90ကျော်80တာဖြစ်သွားတာစားကောင်းနေကောင်းသွားကောင်းလာကောင်းသူ့မှာဗျာတိသိပ်တော့မရှိဘူးကဲဟုတ်ပြီမိနေနဲ့ပြောတဲ့ခါကျတော့ဇာတိမိဇရာမိမရဏမိပါတယ်လေမရဏမိအဲ့ဒီမိ၃ပါးကတဘာဝအတိုင်းလောင်နေတာ ပါတယ်လေတဘာဝအတိုင်းလောင်းနေတာအခုဇရာမီလောင်းတဲ့အတွက်เนาะမျက်စိတွေမောင်းလာပြီးဓာတ်တွေခိုင်းလာပြီးဟုတ်ပြီလားဟိုသဘင်ဖြူတော့ပြောမနေနဲ့ခန္ဓာကိုယ်မှာအဓိကကြတာကမျက်စိရဲ့နားရဲ့ဟုတ်ပြီလားနားကလည်းတစ်ဆိုရင်တစ်လို့ကြားချက်ကြားနေတာအဲ့ဒါဘာထိုင်းလာတာနားထိုင်းလာဘသူရဲ့တတ္တိတော့ဇရာရဲ့တတ္တိဟုတ်ပြီနော် သာတိမိသရာမိမရဏမိအဲ့ဒီမိ၃ပါးကတဘာဝအတိုင်းလောင်းနေတာမို့လို့အလောင်းခံနေရတာမို့လို့တဘာဝမိအခုခင်ဗျားတို့ကျတို့ဗာမိတွေလောင်းနေတော့တဘာဝမိတွေလောင်းနေပြီသရာမိလောင်းနေပြီအကြီးကျယ်ကိုလောင်းနေပြီသတိထားကြည့်ပြုပြင်ပေးပြုပြင်ပေးပြုပြင်လို့ရောရပါမရပါဘူးသဘင်ဖြူတဲ့ကိုတော့ဆေးဆိုးရတာပေါ့ဆိုးပါဘယ်နေရခံမှာတော့ မခံပါဘူးမခံပါဘူးမခံပါဘူးဟိုနောက်ကအောက်ကအဖြူကလိုက်လာတဲ့အပေါ်ကစေးစိုးတာတွေကမဲတယ်ဟိုအမဲတရေအဖြူတရေကြည့်လို့တော့ကိုစိုးသေးတယ်သူဘာသာသူဖြူဖြူရင်ဖြူတဲ့အတိုင်းလေးထားလိုက်ဟုတ်ပြီနော်နောက်တစ်ခါပထမလောဘဒေါသမောဟနောက်တစ်ခါသာတိသာတိသရာမရဏယာတိပေါင်းလိုက်ရင်6ပါးဟုတ်ပြီလား မိဘနှစ်ပါးရှိသွားလို့6ပါး5ပါးကျန်နေတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့လက်ချိုးတောကပရိဒီဝဒုက္ခဒေါမနတာဥပါယတာယောကြည်တောကပရိဒီဝဒုက္ခဒေါမနတာဥပါယတာဘယ်နှမျိုးတော့5မျိုးအဲ့တော့တောကမီတဲ့ တောကဆိုတာဘာသဘောလဲဆိုတော့စိုးရိမ်တာတောကဆိုတာစိုးရိမ်တာအခုနကဗျာဒိနှိမ့်ဆက်တဲ့အခါငါဒီတောင်ကကြော်မကြော်နိုင်မမလားဟုတ်ပြီလားမှန်ပါပါတာလီစာမွဲကအောင်မအောင်မမလားတမီလေးကတော့အခုချိန်ထိတော့လိမ်မာသေးတယ်တချိန်ချိန်များငါတို့ตบอมะเตะไม่จ่าได้หลุนอกไล่ตัวมะล่ะสุบิ่ดอลา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 สุบิ่ดออะบาดิโด တောကတွေတောကတွေတောကတွေစိုးရင်ဓာတ်တာတောကအဲ့တော့အခုစေတသိက်တွေပြောလာတဲ့အထဲမှာအကုသိုလ်စေတသိက်ထဲမှာတောကဆိုတဲ့စေတသိက်မပါဘူးဟုတ်မလားပရိဒီဝဆိုတာလည်းမပါဘူးအဲ့တော့အဲ့ဒီတောကပရိဒီဝဘယ်ကလာတာလဲဖေဟာဆိုရင်ဒေါသကလာတာဘယ်ကလာတာလဲဒေါသကြောင့်ဘာဖြစ်တာလဲ ဒေါကဖြစ်တာပြောကြည့်ပါတယ်လေဒေါသကြောင့်ဒေါကဖြစ်တာဒေါသကြောင့်ပရိဒေဝဖြစ်တာဟုတ်ပြီနော်လောဘအရင်တော့အရင်ခံတာပဲသာမွဲ့သားကိုသာမွဲ့အောင်စေချင်တာကဘာလို့လောဘလောဘမအောင်တဲ့အခါစိတ်ကပုံမှန်ဟုတ်သေးသလားဟုတ်ပါဘူး။မဖြစ်သွားဘူး။စိတ်ဖောက်ပြန်သွားပြီ။အဲ့ဖောက်ပြန်သွားတာကိုဘာလို့ခေါ်တာလဲ။ဒေါသ။ဟုတ်ပြီလား။ဒေါသကြောင့်တော့ကဘာလိုက်လာလဲ။တောကလိုက်လာတယ်။ ပရိဒေဝလိုက်လာတယ်အဲ့တော့ဓာရီဥသိမ်းဘာလို့ပြောနေတယ်လဲဆိုရင်ခင်ဗျားတို့ဝိပဿနာဝိပဿနာနဲ့လीပါဇက်ဝိပဿနာမရဘူးဗျာအခုပြောနေတာတွေကိုသိထားမှခန္ဓာထဲမှာဒီတရားတွေကပေါ်မှလားမပေါ်ဘူးလားပေါ်ပါပေါ်မှအဲ့ဒီတောကဆိုတာလာမှလားမလာဘူးလားလာပါဗျာဆိုကြပါတို့ဗျာတောင်ဘက်ကလာမှဆိုင်ကယ်တိုက်မှုဖြစ်တယ်လို့ဖြစ်လို့တဲ့လို့ကိုသားကလည်းဆိုင်ကယ်နဲ့သွားသမီးကလည်းဆိုင်ကယ်နဲ့သွားငါသားများ ဖြစ်လေမလားငါသမီးများဖြစ်လေမလားဖြစ်သလားမဖြစ်ဘူးလားဖြစ်ပါတယ်ဖြစ်တယ်အဲ့ဒါဘာလို့တောကကောင်းလေးတဲ့ဆိုကိုသားကလည်းကိုကကိုသားကလည်းသွားပြန်လို့ဆိုဒိတ်ခနေရင်လည်းမလာဘူးလားလားအဲ့ဒါဘာလဲတောကဟုတ်ပြီအေးတိလိုက်ပြီကိုသားတဲ့ကိုသမီးတဲ့ဆိုတော့နောက်ကဘာလေးကလိုက်လာပရိဒီဝါဟုတ်ပြီလားတောကနဲ့ပရိဒီဝါတောကနဲ့ပရိဒီဝါပရိဒီဝါနဲ့တောက လုံးလိုက်ရိုက်နေတာ ဟုတ်ပြီတောကနဲ့ပရိဒီဘဝင်လာပြီဆိုတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာခန္ဓာချမ်းသာမှာလားဆင်းရဲမှာလားဆင်းရဲပါဘုရားဆင်းရဲတာကဒုက္ခဒုက္ခညည်ရီကြတာအစားမဆိုင်တဲ့နာဘာဒုက္ခကာယီကဒုက္ခဟုတ်ပြီလားအဲ့တော့ငါပြောသားပဲ ဘယ်လိုသွားပါဘယ်လိုလာပါသူဒုက္ခနောက်ကနေပြီးတော့ဒေါမနတ္တဟောမလာဘူးလားအဲဒါတော့တောကပရိဒီဝဒုက္ခဒေါမနတ္တအဲ့တော့ဒုက္ခဆိုတာကကိုဆင်းရဲတာဒေါမနတ္တဆိုတာကစိတ်ဆင်းရဲတာပြောကြည့်သားမဒုက္ခဆိုတာကိုဆင်းရဲတာဒေါမနတ္တဆိုတာစိတ်ဆင်းရဲတာဘယ်နှပါးကြည့်သွားပြီးတော့အဲ့ဒီမှာ တောကပရိဒီဝဒုက္ခဒေါမနတအဲ့ဒီလေးပါအဘိဓိလေးပြန်ပြောကြည့်သားမတောကဆိုတာဘာဖြစ်တာဆိုရင်တော့ဝင်သေးသလားတောတောကအိုးဝင်တာပေါ့ဟုတ်ပြီလားမှန်ပါတောကပယ်နိုင်ပလားမပယ်နိုင်သေးဘူးဘာလို့မပယ်နိုင်တာတော့ဟုတ်ကလောဘဒေါသကရှိနေတာကိုဗျပရိဒီဝငိုကြွေးမှုကပယ်နိုင်မလားမပယ်နိုင်သေးဘူးဒုက္ခကိုဆင်းရဲမှုစိတ်ဆင်းရဲမှု ိုဆင်းရဲမှုပဲနိုင်မလားအေးကိုဆင်းရဲမှုကတော့ရှိတော့ရှိနေမှာပဲအခုနကဗျာတိကြောင့်လည်းဘာဖြစ်တော့ကိုဆင်းရဲမှုဖြစ်တာပဲအဲ့တော့ဘုရားယဟန္တာတွေကဗျာတိမနှိမ့်ဆက်ဘူးလားနှိမ့်ဆက်တာလားနှိမ့်ဆက်တယ်ဒါပေမဲ့လို့တို့ကခန္ဓာဒုက္ခကိုခန္ဓာဒုက္ခမှန်သိပြီးသားဖြစ်တဲ့အတွက်နောက်ကတော့ကမလာတော့ဘူးဟုတ်ပြီလားပရိဒီဝါလည်းမလာတော့ဘူးကိုဆင်းရဲတာဆင်းရဲတာပဲနောက်ကဒေါမနတာစိတ်ဆင်းရဲမှုမလာတော့ဘူး ဘုရားရန်တာဒီဘာငိမ့်နေတာလဲမီးငိမ့်နေတာဘာငိမ့်နေတာလဲမီးငိမ့်နေတာခင်ဗျားတို့ကျွတ်မှာတော့ဘယ်နဲ့တော့မလောက်ဘူးလားလောက်ပါတယ်လောက်နေတယ်နောက်ဆုံးကဥပါယာတာတဲ့ဘာတယ်လဲဥပါယာဥပါယာတော့ပြင်းစွာပူလောင်တာနှလုံးနော်စိတ်ပေါ်ဗျာအကုဏကတော့ကာဒီနှိမ့်စေတဲ့ကတည်းကဒီမှာနှလုံးအိမ်ထဲကသွေးတွေကမကြည်တော့ဘူးနော်အဲ့ဒီမှာဥပါယာတာဆိုတာပြင်းစွာပူလောင်ပြီးတော့တတိ မေ့သွားတာဩဘိတာအတန်မှမထွက်တော့တာအဲ့ဒါဘာတယ်လဲဥပါယဥပါယတာတတိထားတော့ကျောက်ကတော့ငငယ်တွေကဒီသဘောတွေကိုတတိထားခဲ့တာအမေနဲ့မောင်နှမညမတဝင်းခွဲကမွေးတာဆိုတော့ကျုံနဲ့ကြတော့ညီကိုနှဝင်းခွဲပေါ့အဲ့တော့ညီကိုနှဝင်းခွဲကိုစိန်ထိုးဆိုတော့အကိုလေးလို့ခေါ်တာသူသေးတဲ့အခါကျတော့သူ့အမေဒေါ်ဆန်းရင်ကငိုတာ အရင်တော့ပါဇက်ကပြောနိုင်သေးတယ်နောက်ကျတော့ပါဇက်ကမပြောနိုင်တော့ဘူးဒီလိုဒီရင်ဘက်ကိုတပတ်ကြီးစီးထားတာအမလေးအမေလူကလေးအမလေးအမေလူကလေးငိုတန်းကိုမထွက်နိုင်တော့ဘူးအဲ့တော့နောက်ဆုံးဘာဖြစ်သွားတာဥပါယာတပြင်းစွာပူလောင်တာပူလောင်တာဟုတ်ပြီနော်အဲ့တော့ဦးဇင်းတို့တက္ကတကမတရေနောက်မိ၅မျိုးကတောကမိ ပရိဒေဝာမိဒုက္ခမိဒောမနတမိဥပါယာတမိအဲ့ဒီမိ၅ပါးနဲ့ခြေက၆ပါးနဲ့ပေါင်းရင်၁၁ပါးအဲ့တော့မိ၁၁ပါးဘာလို့ရမလဲတတိထားဘာလို့ရမလဲတတိထားပယ်ဖို့ချုပ်မပြောသေးဘူးနော်တတိထားကြည့်ရမှာတတိထားကြည့်လိုက်ရင်ကိုယ်တဏ္ဍာမှာတောကဖြစ်ရင်တောကဖြစ်ရင်ဖြစ်တာလေးသိလိုက်တာနဲ့တကယ်နဲ့တဲ့အဲ့ဒီတောပခြေကို မဆက်အောင်နားလဲလားပရိဒေဝမဆက်အောင်ဒုက္ခကိုဆင်းရဲတာကိုသိလိုက်ရင်ငါဆင်းရဲတာလားရုပ်ဖောက်ပြန်တာလားရုပ်ဖောက်ပြန်တာအခုနားတယ်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 သတိအပြင်ဘိုက်ထဲမှာရှိတဲ့ကိလေသာတွေအသေးမကောင်းရင်လည်းခန္ဓာကိုယ်ကကျမ်းပါရင်မကောင်းတော့ဘူးဟုတ်ပြီလားဒီနားကနှလုံးမကောင်းရင်လည်းအဆင်မပြေတော့ဘူးဒီနားမှာရှိတဲ့တရရွဲ့လို့ခေါ်တဲ့အဖြစ် သူကလည်းလေးကြောင်လည်းအဖြင်းဆွဲတယ်ရေးကြောင်လည်းအဖြင်းဆွဲတယ်လေးကြောင်လည်းအဖြင်းဆွဲတယ်နားလဲလားမှန်ပါဗျာအဲ့ဒီအဖြင်းဆွဲလာပြီးတော့ဘိုက်ကြီးကဘာဖြစ်လာဖောင်းလာတာဟိုဖောင်းကျင်သလားမဖောင်းကျင်ဘူးမဖောင်းကျင်ပေမဲ့လို့လည်းဘာဖောက်ပြန်လာတာရုပ်ကဖောက်ပြန်လာတာရုပ်ဖောက်ပြန်လာတဲ့အတွက်ခန္ဓာကိုယ်ဒုက္ခလားဒုက္ခလားဒုက္ခပါဗျာအဲ့တော့ဘုရားယဟန္တာတွေကြတော့အဲ့ဒီခန္ဓာဒုက္ခကိုရှိတယ်မရှိဘူးလို့မဟုတ်ဘူးဒါပေမဲ့တို့ကနောက်က ဒေါမနတာမလိုက်တော့ဘူးခင်ဗျားတို့ကြွတွေ့ကြတော့နည်းနည်းလေးမဖြစ်လိုက်နဲ့ငါနဲ့ကွာဒါကြီးဖြစ်မှဖြစ်ရလေဟုတ်ပြီလားအခုကြောက်ကတ်တယ်ဟုတ်ပြီလားကြောက်ကတ်မကောင်းရင်လည်းစီမသွားလို့အခုနာကအဆုတ်ကိုအဲဒီဒီကအခုနာကတရရွက်ကိုဒုက္ခပေးတယ်နောက်တကနောက်မှရှိတဲ့လေဝင်လေထွက်ကိုစစ်ပေးတယ်စကားနဲ့တူတယ်အဆုတ်ကဲတခုခုချိုးရင်းနာနဲ့လပြိုင်နဲ့ထဲ အဲ့ဒီရှုရင်းတဲ့အချိန်ခန္ဓာကိုယ်မှာဒုက္ခပေါ်မှာလားဒုက္ခပေါ်မှာလားဒုက္ခပေါ်ဒုက္ခအဲ့ဒီဒုက္ခပေါ်လာတာဒုက္ခပေါ်လာတာဟိုဖရမလည်းအဲ့ဒုက္ခမိလောင်းနေတော့တော့မင်းမဲလို့နောက်ကသူတို့ကဒေါမတတမိမလိုက်တော့ဘူးခင်ဗျားတို့ကြွတို့တော့ဘယ်နဲ့တော့လိုက်တယ်လိုက်တယ်တတိထားဘာလဲမလဲတတိထားအဲ့တော့ဦးသိပြောခဲ့တာကစိတ်စေတသိက်ယောအဲ့တော့ စိတ်နဲ့စေတသိက်ကိုပေါင်းရင်နဲ့ယောကယောယောကဘာလောက်တတ်တယ်လဲပေါက်ပြန်တတ်တယ်ဘာလောက်တတ်တယ်လဲပေါက်ပြန်တတ်တယ်သူကိစ္စသူပေါက်ပြန်မှာပဲခင်ဗျားတို့အစားအသောက်မစင်ရင်လဲသူဘာလို့မှာပေါက်ပြန်မှာပဲအဲ့တော့အတိညာဘဝတုဒ္ဒမရှိရင်လဲဒီယောကဘာဖြစ်ပေါက်ပြန်ခံရတာပဲအင်းငယ်ကအစားအစာမှာအားဖြစ်တာကွာရေတောက်နေလို့ အားမဖြစ်ဘူးဆိုပြီးတော့အစာကြီးနေကစားပြီးရင်နေနေတောက်ခဲ့အဲ့တော့ကြာတော့ဘာဖြစ်ခန္ဓာကိုယ်ခံနိုင်သလားမခံနိုင်ဘူးအစာနဲ့ရေရေနဲ့အစာကညအောင်ဒီခန္ဓာတဲကိုထည့်ပေးနိုင်မှဟုတ်ပြီနော်ကဲအဲ့တော့ဦးဇင်းတို့တက္ကະဓမ္မတွေမိဘနဘဆရဘကိုင်ပြန်ပြောမယ်လောဘမိဒေါသမိမောဟမိအဲ့ဒါကိုဟိုးဘဝတန်တရာတရားပါလာလို့ တပါဝအဲနဂုံမီဟုတ်တယ်လေနဂုံမီနောက်တကသာတိသာတိမီသရာမီမရဏမီအဲ့ဒီမိသုံးပါးကတော့ဘုရားရန်တာအစရှောင်းလဲလို့ရတာလားမရပါဘူးဘုရားတဲ့အတွက်သူ့ကြတော့တပါဝမီ၆ပါးချီသွားပြီနောက်တက တောကပရိဒေဝဒုက္ခဒေါမနတာဥပါယာတငါးမိနဲ့ပေါင်းလိုက်လို့ရှိရင်သတ္တမိခမားတို့ကျတို့ရဲ့တဏ္ဍာမှာသတ္တမိနောက်နေပါတယ်ဒါကြောင့်မိ7ပါးတတိထတတိထမှဒါလေအခုနကတောကပရိဒေဝဒုက္ခဒေါမနတာတို့ဒီဘသူကြောင့်ဖြစ်တယ်လဲဆိုရင်လောဘဒေါသကြောင့်ဖြစ်တာဟုတ်ပြီနော်ခုနကဇာတိသရမရဏကြတော့ ဘသူကြောင့်မှမဟုတ်ဘူးသူ့ဘာသာသူခန္ဓာရတဲ့တတ္တဝါတိုင်းဖြစ်ရတဲ့သဘောအဲ့ဒီဖြစ်ရတဲ့သဘောကိုကိုကသူ့သဘောမသိတဲ့အခါကျတော့ငါ့ကိုငါ့ခန္ဓာလို့ထင်တော့ငါနာတယ်ငါဖျားတယ်အကုန်လုံးဘာလုပ်မလိုက်တော့ငါသူ့သဘောကိုကိုကရုပ်ရဲ့သဘောလို့မသိတော့ဘူးဒါကြောင့်ယုံနံကိုခွဲခြားပြီးတော့တိလိုက်တာနဲ့တပြိုင်တည်းတည်းအဲ့ဒီပုဂ္ဂိုလ်ဟာယုံနံပေါ်မှာငါအစွဲအတ္တဒိဋ္ဌိနဲသွားလိမ့်မယ် ်အတ္တဒိဋ္ဌိနဲသွားရင်ခန္ဓာကိုယ်ဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်ပေါက်ပြန်တဲ့အခါတတိထားတဲ့အတွက်နောက်ကတောကမလာဘူးဟုတ်ပြီနော်အဲ့တော့စီဘောဖြစ်တယ်ဒီဘောဖြစ်တော့ဆရာဝန်တခါကြီးစီဘောဆိုတာဘာတော့ဗျအဲဥစဉ်တကယ်မသိဘူးလားဗျမသိဘူးဗျလို့ဆိုတော့စီဘောဆိုတာအခုခေစားနေတာလေးဗျာတဲ့အသေးကိုဒုက္ခပေးတာသိကူရင်ဘလောက်လောက်ကုန်လို့အဲ့တော့350လောက်ကုန်မယ်ဗျာတဲ့ ဟမ်တရား၅တင်မပြောနဲ့ခင်ဗျာတသိန်းခွဲတောင်လက်တည်းပြအောင်မရှိဘူးလို့ခုလောလောဆယ်တက်တာအောင်ကျုပ်အဲ့ကြသူကခန္ဓာကိုယ်လေးရားတဲ့အတွက်ရားတဲ့ရားတက်တာမဲ့ဆေးလေးနောက်တကစီနီပလင်းဆိုတဲ့အသေးအားစီအညံ့နှမျိုးပေးလိုက်တယ်တောင်ကြီးကကလေးတွေကြီးလှမ်းဖုံးဆက်တဲ့အငယ်ဆုံးကောင်ကပြောပြတယ်ဦးစင်စိတ်များဆင်းရဲသလားဟာငါဘာလို့စိတ်ဆင်းရဲမှာတော့ကွာလို့ တုဘဓာတုစီပိုးပြောပြောဘာပြောပြောဘာဖောက်ဘာဖောက်ပြန်တာရုပ်ဖောက်ပြန်တာဘာဖောက်ပြန်တာလဲအေးရုပ်ကိုယုံမှန်တတ်တတ်ထားလိုက်တဲ့ခါကျတူကဘာသဘောရှိတာလဲဖောက်ပြန်တတ်တဲ့သဘောရှိတယ်သူ့ကိုတရက်ပြစ်ထားရမှာလားမဟုတ်ဘူးဘာလို့အောင်မလို့ပြုတ်ပြင်နိုင်တော့တော့ပြုတ်ပြင်မရမှာပြုတ်ပြင်လို့မရလို့ပြက်စီးတော့လေပြက်စီးပေါ့ကွာဟုတ်ပြီနော်အဲ့တော့ဦးသိန်းတို့တက္ကရာတက္ကမတည်းတည်းအဲ့တော့ဇာတိသရမရဏဆိုတဲ့တရား၃ပါး တဘာဝဆိုပေမဲ့တို့ကျုံလာတဲ့အခါတူတူငန်းငါဘာဖြစ်ကြတော့နောက်ကတောကပရိဒီဝဒုက္ခဒေါမနတတွေမလိုက်ဘလက်လိုက်သလားလိုက်တယ်ဒါကြောင့်ဦးဇင်းတို့တခါတကမဒရိမိသက်တဘာတတိထားပြီးတော့ထုံမီလောင်တဲ့အခါသူ့တဘာဝကိုကိုကတိထားမယ်ဆိုလို့ချင်းမိသက်တဘာအလုသွားနိုင်မလို့ကြော်လွားသွားနိုင်မယ်ဒါကြောင့်ဦးဇင်းတို့တခါတကမဒရိခန္ဓာမှာရှိတဲ့ယုတ်တဏ္ဍပရမတ္ထတဘောတရားတွေကိုကိုယ်ပိုင်ဉာဏ်နဲ့သိအောင်ကြိုးစားအားထုတ်ပြီးတော့ မိဖက်တပတတိထားကမိငိမ့်အောင်ကြိုးစားအထုတ်နိုင်သောပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓု